MNDA အနေနဲ့လာချိုမျိုးဘော်ကနေဧပြီလ22ရက်နေ့မတိုင်ခင်ဆုတ်ခွာမယ်လို့တတင်းတွေထပ်ပေါ်နေပြီးအခုလိုမျိုးဆုတ်ခွာမှုကတရုတ်ရဲ့ PR ပြပကြောက်လာဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံလေးလာတုံးတဲ့သူတွေကတုံးတက်နေကြပါတယ်။ MNDA အနေနဲ့တရုတ် PR ကြောင့်လာချိုမျိုးဘော်ကနေဆုတ်ခွာတာဖြစ်နိုင်တယ်လို့ရေရှည်မထိန်နိုင်တော့ဘူးလို့ထင်တဲ့အတွက်ကြောင့်အကြောင်းမှတ်ချက်တစ်ခုပေးပြီးဆုတ်ခွာတာလည်းဖြစ်နိုင်တယ်လို့တင်တဲ့ကမဟာဗျူဟာလေးလိုက်အဖွဲ့မှထလိုက်တာဥသိမ်းထုံးကအားရခတိုင်ကိုပြောပါရစေ။အဲ့ဒါတော့မျိုးတို့ဖန်တာပဲ။အလူ ။ဒီတော့ဒါရောခုနကကြည့်တာပါလို့ဒီဒီနေဇာနဲ့ပြတ်နေတဲ့အပိုင်းကြီးတော့ဒီပါလေဒီ MLU ဘာလို့ဆိုသိနေတဲ့နာမည်ကိုပြန်ချောင်းရတဲ့အပါအဝင်ဒီနေ့ကြီးကပြန်ပြန်မရှိပါဘူး။အဲ့ဒီမငယ်ကြီးကပြန်ပြန်ရမသေးတာချင်းဒီစနေလေးကိုတည့်စီချင်မှာ MLU ရဲ့အိမ်ရောင်ကြရှိဆက်လို့ဖြစ်နေတာပါ။ဒါကဒီကရအဝါဖြစ်ပေါ့။ဒီစီမံကိန်းလည်းဆိုတော့ဒီအကြောင်းတည်းတည်းကိုစိတ်ထားမျိုးဖြစ်နေတာပဲ။ဒါကလည်းလုံးဝမစိတ်သက်သာကြည့်နေမယ်။ ာမရှိဘူးပြင်ပြောင်းတော့ထားလိုက်ဒီမှာဒီမှာဆိုရင်ဆက်နေရမယ်ဆိုတော့ကျွန်တော်ပြောတယ်ကျွန်တော်ကအခုရှိရပြတာအားလုံးတစ်ခုနဲ့ဆက်ရောက်ကြည့်တယ်ဒီလိုမျိုးတော့တင်ချပါအဲ့တော့ဒီအားကြီးလည်းဝန်ငင်းရပြရတယ်အကြောင်းအရာတစ်ခုနဲ့ပေါင်းပါပါလို့အဲအကုန်လုံးသူ့ဖီးယားတစ်ခုနဲ့ပြီးလို့ပုံသွားရသွားပြီးကြတော့လည်းဒါနဲ့တော့ဟိုဒီကြားကြီးဖြစ်နေတာပေါ့အဲ့ဒီခုကြောင့်ပုံစံလေးဆိုတော့ပေါင်းပြချတယ်ဒါကတော့အဲ့ဒီတစ်ခုကတော့ဒီလိုဖြစ်တယ်လို့ကျွန်တော်ကတော့ လေးပေါ့။အဲ့ဒီတစ်ခုကြောင့်ဖြစ်သွားတယ်လို့ပုံသဏ္ဍာန်မျိုးကြတော့လက်တွေ့ချင်းကတော့ကောင်းပါပေါ့။ရှမ်းပြည်နယ်မြောက်ပိုင်းလာချုံမြို့ကိုတိမ်မိုက်ထားတဲ့ကိုဗတ်တပ်ဖွဲ့ MNDAA ဟာလာမယ့် evidence 22ရက်နေ့နောက်ဆုံးထားပြီးတော့မြို့ပေါ်ကနေစုပေါင်းပြင်ဆင်နေရလို့တည်င်းတွေထပ်ပေါ်လျက်ရှိနေပါတယ်။ အခုလိုမျိုးကိုကတ်တဲ့ MND လာချုပ်ကနေဆုတ်ခါပေးဖို့အတွက်ကွန်မင်းစင်းတွေဘက်မှာတဘောတူညီခဲ့တယ်လို့လည်းသိရပါတယ်။ဒါကတရုတ်ရဲ့အတင်းကျပ်ဖိအားပေးမှုကြောင့်လည်းဖြစ်နိုင်တယ်လို့တတင်းတွေထပ်ပေါ်လည်းရှိနေတာပါ။ Lenset Data ဖြစ်တာကြောင့်လိုအပ်ပါကတရုတ်နဲ့ယူနေပြည်နယ်တို့ရဲ့ policy ကို MNDAA အနေနဲ့လိုက်လုပ်ကြည့်ပေးမှဖြစ်တယ်လို့ PNLO NCA မှဘုံမကြီးခေါ်ကကပြောပါတယ်။အခုလည်းတို့ကဒီတွင်းမှာရှိတဲ့အချိန်မှာပဲဒီချစ်ရေးကိစ္စတွေပေါ်လာတဲ့ခါကျတော့ တရုတ်ပြည်ကြီးပေါ့ယူနန်ပြည်နယ်ရဲ့တရုတ်ပြည်ကြီးရဲ့နိုင်ငံရေး policy ယူနန်ပြည်နယ်ရဲ့နေသလုံချုံရေးစီဝါရေး policy ကိုဟိုအရလိုအပ်လာရင်တော့ယူနန်ပြည်နယ်နဲ့တရုတ် policy ကိုလိုက်ပေးရမှာဖြစ်ပါတယ်သူအခုတက်ကဗမာပြည်မနဲ့တခြားလူမျိုးစုတွေရဲ့ policy ကသူ့ကိုရိုက်ခတ်ဖို့အကြောင်းမရှိပါဘူးဒါကြောင့်သူ့အတွက်လည်းသိခါမကြအောင်နော်သူပြန်လာနေရာယူပေးမဲ့အလာဝကတော့လည်းသိခါမကြအောင်ဝါနဲ့ ဝါအတတ်ဖွဲ့တယ်မယ်ကျွန်တော်တို့ဒီဒီတေးုပ်ရဲ့ဒီဟိုဟိုထင်ကြောင်းမှုအောက်မှာအသက်ခါရှိရှိနဲ့အလုံးလုံးနိုင်အောင်ရှိနေတဲ့သဘောပါကိုကတဲ့ MND ကတည်ဆောင်ရနှစ်ကိုစတင်ကာလာရေးဖြစ်တဲ့2024ခုနှစ်အောက်တိုဘာလမှာလာချုံမြို့အခြေတိုက်စစ်ကောင်စီရဲ့အရှိမျောက်စစ်ဌာနချုပ်ကိုတိမ်မိုက်ထားပြီးလာချုံမြို့ကိုပါတိမ်မိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။